ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် The Weather Pickup ပိုင်းလေးကတော့ကိုရဲ့စိတ်ထဲကသူကကိုကိုပြန်ပြီးတတိယနေလာပါတော့ဆိုတော့ကိုရဲ့စိတ်ထဲကလို့ဆိုတော့အတိုင်းတိုင်းမျိုးမှာကိုရဲ့ဝေးကွာနေတဲ့ကြီးစားဟောင်းလေးဖြစ်ရင်ဖြစ်မယ်တငယ်ချင်းမိတ်ဆွေဟောင်းလေးဖြစ်ရင်ဖြစ်မယ်အဖေမိလည်းဖြစ်ရင်ဖြစ်မယ်ကိုပတ်သက်ခဲ့ပူတဲ့စီးပွားရေးလုပ်ငန်းရှင်ဟောင်းလေးဖြစ်ရင်ဖြစ်မယ် အာတနီးတဖုံနဲ့ကိုနဲ့အရင်တနီးကျွမ်းဝင်ရှိပြီးတော့လက်တလုံးမှာကိုတတိယနေရတဲ့မျိုးပေါ့နော်ဆိုတော့ချစ်တူရီးစားတယ်မဟုတ်ပဲနဲ့ဘဒူမင်နေဒီလက်တလုံးမှာကိုတတိယနေရသူကကိုကိုပြန်ပြီးတတိယနေလာဆိုရယ်ပစ်ကပ်ပိုင်းရီဒင်းလေးကျွန်တော်ဒီရက်လုပ်ပြီးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်လက်ထဲမှာဒီရီဒင်းအတွက်ခရစ်စတန်နဲ့မျိုးခိုင်ထားတယ်ပေါ့နော်ဒါကဖိုင်ဝမ်အတွက်တိုက်ကာအိုင်းဂျာမြလုံခရစ်စတန်ဒါကပိုင်တူအတွက်ဂျေ့ကျောက်စိန်ခရစ်စတယ်လီပေါ့နော်ဆိုတော့ဒါလေးက group 1ဒါလေးက group 2 တင်ဒီရနေရဲ့သူကအသင်ကိုပြန်ပြီးတတိယနေလာဆိုရယ် reading အသွဲတာလီယာ group 1တာလီယာ group 2ပါဆိုတော့ group တစ်ခုကိုရွေးပြီးတော့ reading မှာစောင့်နေဖို့အတွက်မြေတိုင်းရခင်အပားရခင်ဗျာ hello group 1တမလေးတွေအားလုံးမင်္ဂလာပါခင်ဗျာဆိုတော့ကိုရဲ့စိတ်ထဲကသူကကိုကိုပြန်ပြီးတတိယနေလာဆိုရယ် pick up by reading လေးကိုကျွန်တော်တို့နမိတ်လေးတူတူချိုးကြည့်ကြမယ်ပေါ့နော် okay okay ဆိုတော့ကိုယ့်ရဲ့စိတ်ထဲကလူကကိုယ့်ကိုတည်ရနေတာဆိုတော့ဝေးกว่าနေတယ်မပြောဖြစ်မဆိုဖြစ်ဖြစ်နေတယ်ပေါ့เนาะတယောက်နဲ့တယောက်ကအလန်အလန်ဝင်းနေတယ်မပြောဖြစ်ကြဘူး connection မရှိနေကြဘူးဆက်သွယ်မှုမရှိနေကြဘူးဆိုရင်တော့တိကျတယ်သူလည်းကိုယ့်ကိုတည်ရနေရဆိုတော့ပုံစံလည်းမျိုးတွေရှိတယ်ကိုယ့်ကိုကိုယ့်ဘက်ကနေပြီးတော့မာနကြောင့်ပေါ့เนาะအာရန်နေ ပြီးတော့အညူသိနေကြောင်းဝေးကွာခဲ့တယ်နားလည်မှုတွေလည်းပြီးဝေးကွာခဲ့တယ်ဆိုရင်တော့သူကပဲကိုယ်ကိုလာလာဆောင်အောင်မလားကိုယ်ကပဲသူ့လာလာဆောင်အောင်မလားဆိုပြီးဂျာထဲမှာမာနခံနေဆိုတဲ့ပုံစံမျိုးတွေတော့ရှိတတ်တယ်ဆိုတော့တဖက်လူကတော့ကိုယ့်ကိုပြန်ပြီးတတိယနေလားဆိုတော့တတိယနေဆိုရက်တတိယနေရဲ့ဆိုရက်ခိုက်တဲ့မျိုးတွေမှာရှိတယ်ချမ်ပရန်ကကိုကြက်လာတော့သူကလည်းကိုယ်နဲ့ပတ်သက်ပြီးတော့စိတ်ရှိရှိနဲ့ကိုယ့်ရဲ့အကြောင်းမျိုးတွေကိုတရောင်းတဏညာနဲ့မျက်နဲ့မျက်စိတောင်းထောက်ကြည့်နေတယ်ဝေးကွာနေတယ်မပြောဖြစ်မဆိုဖြစ်ဆိုရင်တောင်မှပဲအာ ကိုယ်နဲ့ပတ်သက်ပြီးတော့အများနဲ့မျက်ခြေမပြေစောင့်ကြည့်နေရတဲ့ဆိုရက်အခြေအနေမျိုးတွေရှိတယ်ကိုယ့်အပေါ်ကိုအခုမှတတိယညမျိုးမဟုတ်ဘဲနဲ့အများနဲ့လို့လို့လူရောစိတ်ကောကိုယ့်ရဲ့အနီးအနားမှာရှိနေတဲ့ဆိုရက်ပုံစံလိုမျိုးပေါ့နော်ပြီးတော့ justice ဆိုတော့နားလည်မှုတွေလွဲခဲ့တယ်ပြီးတော့အစမပြေတိုင်းမျိုးတွေကြုံခဲ့မှာဆိုရင်တော့တယောက်နဲ့တယောက်ကပြန်ပြီးအဆင်ပြေလာလိမ့်မယ်မမှန်ကန်ကန်ပေါ့နော်မမှန်မကန်ဖြစ်ခဲ့တာမျိုးတွေနားလည်မှုလွဲခဲ့တာမျိုးတွေနဲ့ရိုးရိုးသားသားမဟုတ်ခဲ့တဲ့ကိစ္စမျိုးတချို့တွေဖြစ်ခဲ့တာဆိုရင်တော့ မကြခင်ကာလမှာယူသားတဲ့ကိစ္စမျိုးတွေပြီးတော့မမှန်ကန်ကန်အခြေအနေမျိုးနဲ့သူကလည်းကိုကိုတတိယနေဆိုရက်တတိယနေတယ်ဆိုရက်အခိုက်အတန့်မျိုးတွေမှာရှိတယ်ဒါပေမဲ့အာသူနဲ့ပတ်သက်ပြီးပေါ့နော်ကိုတတိယနေလို့နဲ့ပတ်သက်ပြီးတော့ခါကျသူကအမှန်တရားကိုမျက်နေမျက်နိုးတဲ့သူတရားဖြစ်တဲ့ဒါကြောင့်မို့လို့စကားပြောဆိုတဲ့အခါမျိုးတွေမှာတတိချပါသူ့ကိုသွားပြီးလိန်လို့မရဘူးသူလိန်နေဆိုတာနဲ့ကိုဘာလိန်နေဆိုတာသူတိတယ်ဆိုတဲ့ခိုက်တဲ့မျိုးတွေမှာရှိတယ်ကိုကိုတတိရနေတယ်ကိုရဲ့ဆက်သွယ်မှုတွေကိုစောင့်ဆိုင်နေရဲ့ဆိုတဲ့နမိတ်လေးကတော့ဒီ direct ကမှာတော့ကျွန်တော်မြင်နေပါတယ်ခင်ဗျာ personal redemption ဆိုရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram number ကနေဆက်သွယ်လို့ရပါတယ်။ပြီးတော့ကိုကိုတတိယနေရသူတွေရှိခဲ့မယ်ပြီးတော့ဝေးကွာနေရသူတွေရှိခဲ့မယ်ဆိုရင်လည်းအမြန်ဆုံးတွေ့ဆုံကြဖို့အတွက်ကျွန်တော်ဒီကနေပြီးတော့ဆုတောင်းမေတ္တာပို့တာအပားရခင်ဗျာအားလုံးပဲတရားပြုရှင်ကြပါစီဗျ။ Hello group to the malu တွေအားလုံးမင်္ဂလာပါခင်ဗျာဆိုတော့တင်တတိယနေရသူကတော့တင့်ကိုပြင်ပြီးတတိယနေလာဆိုရယ် pick up by reading အတွက်ကျွန်တော်နဲ့တူတူ ဒါရကန်နမိတ်လေးခြုံကြည့်ကြပါမယ်ဆိုတော့နှစ်ကက်ကျွန်တော်ခြုံမယ်ဒါက group 2အတွက်ကက်1ဒါက group 2အတွက်ကက်2ဘာရ we are fortune တတိယနေလားဆိုတော့ကိုနဲ့ပတ်သက်ပြီးတော့ကိုသွင်းနေရတူပါတတိယနေလဲဆိုတော့ပုံစံမျိုးတွေရှိတယ်ဒါပေမဲ့သူ့ရဲ့စိတ်ကပြောမှဆိုရင်လူကြီးစိတ်အဖေစိတ်ပြီးတော့အာခေါင်းဆောင်စိတ်ရှိရယ်ပေါ့နော်ဒါကြောင့်မို့လို့ စကားတွေပြောချင်နေစကားတွေမပြောဖြစ်နေဘူးဆက်သွယ်မရှိနေဘူးပြောဆိုချင်ရင်တော့မှပဲအာကုလက်ပတ်သက်ပြီးတော့လိုတဲ့အချက်လောက်ပဲလုပ်ပေးချင်နေပြီးတော့ကုလက်ပတ်သက်ပြီးမလိုတာမျိုးတွေအလားပါတလားပါတဲ့မျိုးတွေမပြောချင်ဘူးတတိယနေတယ်ကိုသွေးတလို့သူလည်းသွေးနေရဆိုရအခိုက်အတန့်မျိုးတွေရှိတယ်။ Empire ဆိုတော့ဒီကက်ကိုကြားတဲ့အချိန်မျိုးမှာဒီကက်ကိုယူတဲ့သူမျိုးတော်တော်များများကယောက်ျားလေးတွေ ပေါ့နော်ဥမာချစ်သူကြီးစားဟောင်းမိတ်ဟောင်းဆွေဟောင်းညီကောင်မလုံးမဟောင်းစသဖြင့်ယောက်ျားလေးတွေကိုတတိယရတဲ့သူမျိုးတွေကပုံပြီးများနိုင်မယ်ဆိုတော့ကိုတတိယနေတဲ့သူမျိုးတွေကလည်းကိုကိုပြန်ပြီးတတိယနေရဆိုတဲ့ပုံစံမျိုးတွေရှိတယ်ဒါပေမဲ့တခုကသူ့ရဲ့စိတ်ထဲမှာကိုနဲ့ပတ်သက်ပြီးတော့အများအားလို့စိတ်နဲ့ကိုနဲ့ရှိနေပြီမဲ့လည်း ရင်ကျက်သွားတဲ့ပုံစံလိုမျိုးတမောင်းမဟုတ်ရင်သူတို့ရဲ့ပုံစံကရင်ကျက်တဲ့ပုံစံဖမ်းနေတာမျိုးအဓိကရင်ကျက်သွားတယ်ပေါ့နော်ဒါကြောင့်မလို့စကားတွေတိတ်ပြီးမပြောဖြစ်ကြဘူးမခေါ်ဖြစ်ကြဘူးဆိုပေမဲ့သူ့ရဲ့စိတ်ထဲမှာအများနဲ့ကိုရှိနေတယ်ပြီးတော့ကိုလိုအပ်တဲ့အချိန်တိုင်းလိုစကားနှုတ်ဤဆောင်မမှုလိုအလားစိတ်ဤဆောင်မမှုလိုအလားငွေကြီးလိုအလားဆက်သဖြင့်ကိုလိုအပ်တဲ့အခိုက်အတန့်မျိုးတွေအကုန်လုံးကိုလည်းကိုဘကအကူအညီတောင်းခိုင်းရင်ကူညီပေးမယ့်အလားအလာမျိုးတွေလည်းအများကြီးရှိနေတယ်ဒါပေမဲ့အလုတ်လေးများတတ်တယ်ပေါ့နော်အရင်ထက်အလုတ်များလာတာမျိုးတွေအရင်ထက်အလုတ်ကျူးစားလာတာမျိုးတွေကိုတတိယနေရတဲ့မျိုးကအရင်ထက် ဦးဆောင်နိုင်စွမ်းရှိလာတာပြီးခါကျတော့အရင်ထက်နေရာအနေထားတစ်ခုမှာဆရာတရားဆရာသမားတယောက်ဖြစ်လာတာမျိုးတွေကြောင့်ကိုနဲ့ပတ်သက်ပြီးတိတ်ပြီးမခေါ်ဖြစ်မပြောဖြစ်မျိုးတွေတော့ရှိတယ်ပြီးတော့ we of fortune ဆိုတော့ကိုနဲ့ပတ်သက်ပြီးကိုရဲ့ဘဝကိုပြောင်းလဲစေချင်တဲ့သူမျိုးတွေပို့ပြီးတော့ပါလိမ့်မယ်။ကိုရဲ့အသွေးအခေါ်အနေထိုင်အပြုမူစသဖြင့်ကိုတတိယနေရတဲ့သူမျိုးတွေကကိုရဲ့ဒါမျိုးတွေကိုပြောင်းလဲစေချင်တယ်ပြီးတော့ကိုကိုပို့ပြီးရင်ကျက်စေချင်တဲ့ဆိုရက်ပုံစံလိုမျိုးတွေရှိတယ်။ကိုတတိယနေရတဲ့သူမျိုးကလည်းကိုကိုပြန်မိတတိယနေတယ်။ဒါကြောင့်မို့လို့အာ တဖက်လူကိုကိုစိတ်ချမ်းသာလာအောင်နမိတ်ကနေပြီးတော့ရင်ကျက်အောင်ကြိုးစားကြပါပြီးတော့ဖြစ်တနာနဲ့ဖြစ်ချင်တာနဲ့ခွဲတဲ့အောင်ခွဲကြပါအနာမှာဒုက္ခပြီးမဲ့လူကောဒုက္ခပြီးမဲ့လူကောရှိနေတယ်ဒါကြောင့်မလို့အချိန်နေနဲ့အချိန်ခေါက်ကြည့်ပြီးချင်းချိန်ပါလို့တော့ကိုတွင်းနေတဲ့သူမျိုးကလည်းကိုကိုပြန်ပြီးတွင်းနေလို့တော့ကနမိတ်ကနေတော့မြင်နေပါရခင်ဗျာဒီ breathing ကနေပြီးတော့အကျိုးစုံတရားတိုက်ဆိုင်သွားခဲ့တဲ့ဆိုရင်ကိုမမမန့်ခဲ့ပြီးဖို့နဲ့ personal reading မေးချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber နဲ့ Telegram နံပါတ်ကနေမေးလို့ရပါတယ်ခင်ဗျာအားလုံးပဲ see you in video ပါဗျာ